ဒီနေ့တော့နှစ်ထောင်ကျောင်းတော်ကြီးနဲ့ဓမ္မဒရဆေကံကိုတွားပြီးတော့လေ့လာမှာဖြစ်ပါတယ်နှစ်ထောင်ကျောင်းတော်ကြီးက AR မြည့်ရဲ့အရှိတ်မှာတည်ရှိပြီးအလွန်အေးချမ်းတဲ့နေရာမှာတည်ရှိပါတယ်နှစ်ထောင်ကျောင်းတော်ကြီးကိုတသားတွေနဲ့ပြုလုပ်ထားပြီးတော့နှစ်ထောင်ကျောင်းတော်ကြီးပေါ်တက်ဖို့အတွက်လေကလေးခုရှိပါတယ်အနောက်ဘက်မှာလေက20အရှိတ်ဘက်မှာလေက20ရှိပါတယ်များသောအားဖြင့်အရှိတ်ဘက် လေက20ရပဲအတက်အဆင့်ပြုလုပ်ကြပါတယ် နောက်ဖက်လေကနှစင်းကိုတော့ပိတ်ထားတာတွေ့ရပါတယ်။ကိုဗစ်ကာလတုန်းကတော့ကျောင်းတော်ကြီးပေါ်တက်ခွင့်မရှိဘဲနဲ့ပိတ်ထားတာကိုတွေ့ရပါတယ်။အခုချိန်မှာတော့ပြန်လည်ဖွင့်ပေးထားပြီးတော့ကျောင်းတော်ကြီးပေါ်မှာတက်ရောက်လေ့လာလို့ရပါတယ်။ဒီကျန်တိတ်ဆိတ်တဲ့နေရာမှာတည်ရှိပြီးတော့ကြီးငှက်တန်တို့ကိုကြားရပါတယ်။အရင်တုန်းကတော့ဒီတက်သားကျောင်းဆောင်ကြီးကဖုန်းတော်ကြီးကျောင်းတစ်ကျောင်းဖြစ်ခဲ့ပါတယ်။တက်တန်အားဖြင့် ရာစုနှစ်တစုကျော်ခဲ့ပါပြီမြမလက်မှုပညာတွေကိုဒီကျောင်းတော်ကြီးမှာတဝါကြီးကြီးစုခံစားနိုင်ပါတယ်ရောင်ကျောင်းတော်ကြီးကို အနေနဲ့ရရက်ကပြည်သူများလာရောက်လည်လာလျက်ရှိပါတယ် ကျွန်တော်တို့ဒီအုပ်လေးကအတိုင်းအကြောင်းတော်ကြီးပေါ်တက်မှာဖြစ်ပါတယ်ဆရာတော်တပါးလိုက်လံရှင်းပြနေတာကိုလည်းတွေ့ရပါတယ်ဒါကမတော်ကြောင်းတော်ကြီးရဲ့အရှိတ်အပိုင်းပဲဖြစ်ပါတယ်။ဂျန်ကင်းကိုလည်းပြင်ပြရင်းနဲ့ပဲခင်းထားပါရတယ်။ ဒါကတော့ကျောင်းတော်ကြီးရဲ့အနောက်ဘက်အပိုင်းပဲဖြစ်ပါတယ်။ဒါတော့ကျောင်းတော်ကြီးရဲ့အမိုးဆွန်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်။မြန်မာမှုဘဘူးလက်ရာတွေကိုတော်တော်ကြီးကြည့်ရှုခံစားနိုင်ပါတယ်။ ပြည်တွင်းပြည်ပခီးသွားများအမြဲလာရောက်လေ့လာတဲ့နေရာလည်းဖြစ်ပါတယ်။ကျောင်းတော်ကြီးကိုကြည်လိုက်မယ်ဆိုရင်ဖြင့်ငတ်ပြည်ပြပပြည်မှာရှိတဲ့ကျောင်းဆောင်ကြီးတစုံနဲ့တူပါတယ်။ကျောင်းတော်ရဲ့အတွင်းမှာရှိတဲ့တသားတိုင်းကိုတွေ့ရပါတယ် ဒီကျုံတော်ကြီးပေါ်မှာတန်ဃာတော်တွေသတင်းသုံးတာမရှိပါဘူးကျုံတော်ကြီးရဲ့အတွင်းပိုင်းမှာရှိတဲ့ဖျားခဲမဲ့ဖြစ်ပါတယ်ဖျားခဲရဲ့မျက်နှာချက်အမိတ်အကာတွေကိုတစ်သားဘဘူးတွေနဲ့ကာထားတာကိုတွေ့ရပါတယ် အဲ့တော့ကြောင်းပေါ်နေကျွန်တော်တို့ပြန်ဆင်းရအောင်အခုမြင်တွေ့ရတာတော့နှာတော်ကြောင်းတော်ကြီးနဲ့မလမ်းမကမ်းမှာရှိတယ်ဓမောတရ ပရာဟိတဆေကံပဲဖြစ်ပါတယ်ပကံညောင်းဥဒေတာမှာအလွန်နမကြီးတဲ့ဆေကံကြီးတစ်ခုပါယနေ့ရဝေးမှာပြည်သူတွေလာရောက်ဆေးကုသမှုခံယူတဲ့နေရာလည်းဖြစ်ပါတယ်တောက်ကြစနေနှစ်ရက်ဆေကံဖွင့်လှစ်ပေးတယ်လို့သိရပါတယ်ဆေပေကံတခွဲကံအရေးပေါ်ခွဲဆေကံတွေလည်းရှိတယ်လို့ပြောပါတယ်ယောဂပေါင်းစုံကုသပေးတယ်လို့လည်းသိရပါတယ်ရောင်ကြုံတော်ကြီးနဲ့ ဓမ္မဒရစီကံအကြောင်းကတော့ဒီလောက်ပါပဲကြီးစုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်